ဒီနိုင်ငံမှာရှိတဲ့လူအများစုဆွဲကပ်နေတဲ့ယောဂါကြီးတစ်ခုအကြောင်းကိုပြောပြပါမယ်။အလုံးမမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြောလေးမှာတော့ကျွန်တော်နိုင်ငံမှာရှိတဲ့လူကြီးလူငယ်ကလေးဒီအရွယ်သုံးပါးလုံးဆွဲကပ်နေတဲ့ယောဂါကြီးတစ်ခုအကြောင်းကိုပြောပြမှာပါ။ဒီယောဂါကဘိုက်အောင်တာလည်းမဟုတ်သလိုခေါင်းမူတာလည်းမဟုတ်ပါဘူး။ဒါအသွဲဆေးထိုးဆေးတောက်တာနဲ့မပြောက်သလိုအထက်လန်းအောက်လန်းဆရာရင်နဲ့လည်းနှင်းလို့မရပါဘူး။ဒါဆိုဒီယောဂါကဘာဖြစ်မလဲ။ဟုတ်ပါတယ်ဖုံးမကြည့်ရရင်မနေနိုင်တဲ့ယောဂါပါ အခုလိုပြောလိုက်လို့ခမားတွေတွေပြုံးစီစီဖြစ်ချင်းဖြစ်သွားပါလိမ့်မယ်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်လိုက်ပါထုံးစံတိုင်းမှာဒီ channel လေးကနီးပညာနဲ့ခမားတို့ဘူးသူရရစရာတွေကိုပဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်အပတ်စဉ်တောက်ကြနေည၈နာရီတိုင်းစောင့်မျှော်ကြည့်ရှုလို့ရပါတယ်ဒါကကြော်ညာဝင်တာပေါ့နော်တကယ်စမယ်မှတ်ပါတယ်ကျွန်တော်ရဲ့အားလက်ချင်တွေတော်တော်များများမှာဖုန်းနဲ့အချိန်ကုန်တယ်လို့ပြောမယ်ဆိုလို့ရှိရင်ခမားညင်းလို့မရပါဘူးဟုတ်တယ်နော်โอเค ဲ့လိုဖုံးတဲ့အချိန်ကုန်နဲ့အချိန်ကုန်နှုန်းတွေမှာကျွန်တော်တို့တန်ဖိုးကြီးကြီးအချိန်ကုန်ခဲ့လားတန်ဖိုးမရှိဘဲနဲ့အချိန်ကုန်ခဲ့လားဆိုတာထပ်ပြီးစဉ်းစားပါမှန်ပါတယ်တန်ဖိုးမရှိဘဲနဲ့ကုန်ခဲ့တဲ့နေ့ရက်တွေပုံများပါလိမ့်မယ်ကျွန်တော်အပါအဝင်ပါပဲကျွန်တော်လည်းလူဖြစ်တဲ့အတွက်ခုလိုမျိုးကျွန်တော်လည်းအပါအဝင်ပဲပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တန်ဖိုးရှိရှိနဲ့အချိန်တွေကိုဘယ်လိုကုန်ဆုံးစေမလဲဆိုတော့အဖြေကိုရှာကြအောင်ပေါ့နော်ဒါဆိုရင်ဤပညာတွေပဲလေ့လာနေရမလားကိုဘွားတွတ်တဲ့အရာတွေပဲ live လုပ်နေရမလား no 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 ကျွန်တော်ပြောချင်တဲ့သဘောတရားကဒီဖုံးဆိုတဲ့အရာကိုမကင်မိလို့ရှိရင်တော့ဒီဖုံးကြောင့်ကုန်မဲ့အချိန်တွေလည်းရှိတော့မှာမဟုတ်ဘူးလို့ပြောချင်တာပါဒါကြောင့်မလို့ကျွန်တော်ဖုံးကင်တဲ့အချိန်ကိုချော့ချနိုင်သလောက်ချော့ချပါမယ်လူတန်းစား၃မျိုးနဲ့ခွဲချလိုက်မယ်ရှင်းမှာပြောခဲ့လို့နံပါတ်၁အသက်ကြီးတဲ့လူတွေပေါ့နော်မှန်ပါတယ်ခင်ဗျားတို့ရဲ့အိမ်မှာလည်းရှိသလိုခင်ဗျားတို့ပတ်ဝန်းကျင်မှာလည်းရှိပါလိမ့်မယ်အသက်ကြီးကြီးတွေဖုံးကင်ပြီးတော့တက်တော့လို့ဥစ္စာတွေကြည့်တယ်ပြီးတော့ Facebook လို့ရတယ်ကြည့်တယ် တကယ်တမ်းကသူတို့ကိုပြန်ပြီးတော့ synchronize လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအသက်60ကျော်ပတ်ချာလဲတွေကဖျားတရားငဲ့ပျော်မွေ့နေရမယ်အရွယ်တွေပါအတချို့ကြောင့်လဲစီးပွားရေးအခြေအနေကြောင့်သူတို့တွေဖုံးကင်တာတွေရှိလို့ဖုံးမကင်နိုင်တဲ့လူကြီးတွေလည်းရှိပါတယ်သူတို့နှစ်ယောက်ကိုနှိုင်းယှဉ်ကြည့်လိုက်ပါဖုံးကင်နိုင်တဲ့လူကြီးနဲ့ဖုံးမကင်နိုင်တဲ့လူကြီးဘယ်သူကပို့ပြီးအေဂျင့်လေးလို့သွားမေးကြည့်လိုက်ပါဘောနော်မမေးချင်လည်းဘေးကနေအကဲခတ်လို့ရပါတယ်ဘာမှမသိတဲ့လူကတော်တော်လေးကိုအေးချမ်းပါတယ် အများကြီးတိတဲ့လူကမအေးကြပါဘူးဆိုလိုချင်တာကအခုလက်ရှိနိုင်ရေးဆိုလို့ရှိရင်လေသူနေကြောင်းနေတာသိနေမှာဆိုလို့ရှိရင်ပေစာပေါက်သူစိတ်ဆင်းရဲမှုတွေဖြစ်စေနိုင်မယ်အလိုမဟုတ်နဲ့အဖုံးကန်စီကပတ်ဆက်လည်းမရှိဘူးဖုံးလည်းမတုံးနိုင်တဲ့မိသားစုမှာရှိတဲ့ဒီအသက်ကြီးကြီးအဖွားဒါမှမဟုတ်အဖိုးပေါ့နော်စားချစ်တဲ့ရွယ်မှာဆိုလို့ရှိရင်သူကတော့အေးစစ်စစ်ဘာမှလည်းမသိသလိုသူသိတာကသူ့ရဲ့အားလက်ချင်မှာဖရာတရားလုပ်မယ်သူ့ရဲ့စိတ်ကိုတင်ညောင်းထားမယ်အစားရှိတဲ့ຢာတွေကိုပဲသူသိလိမ့်မယ်ပေါ့နော်ဒါကြောင့်သူ့မှာစိတ်ဆင်းရဲစရာဆိုတာလေ ရှိလိုက်မယ်လို့မထင်ဘူးပေါ့နော်ဒါကကျွန်တော်တယောက်တည်းအမြင်ပဲပြောတာခင်ဗျားတို့လည်းအကြံဉာဏ်နေပေးလို့ရပါတယ်ကြည့်ဒါဆိုလို့ရှိရင်အသက်50ကျော်60ပတ်ချာလေလူကြီးတွေအဖုံးကင်နေတာတွေကမှန်လားမှားလားဆိုတာခင်ဗျားတို့ပဲဝေဖန်သုံးသပ်ပါပေါ့နော်ကျွန်တော်ကတော့ဆိုရပြလို့ကျွန်တော်ရဲ့အမြင်လေးကိုပြောပြတာပါဒါကြောင့်မလို့ညံ့ညားသည့်ညံ့ညားစိတ်ဆင်းရရပါတယ်နေနေတည်နေနေစိတ်ချမ်းသာရပါတယ်ပေါ့နော်ဒီနှစ်ခုနဲ့နိုင်ရှင်ပြီးတော့ဒီအသက်50ကျော်60ပတ်ချာလဲမှာဖုံးကင်နေတဲ့လူကြီးတွေအားလုံးကိုကျွန်တော်ဒီနေရာနေပြောချင်တာကအတတ်နိုင်ဆုံး ဖုံးကင်တဲ့အချိန်လေးတွေချော့ချပြီးတော့ဖရာတရားဘက်ကိုလိုက်စားစေချင်ပါတယ်ပေါ့နော်အဒါကတော့ကျွန်တော်ကမေတ္တာနဲ့အကြံဉာဏ်ပေးတာပါပေါ့နော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့တွေအသက်20နဲ့ပေါ့နော်ဒီအသက်40ကြားထဲမှာရှိတဲ့လူငယ်လူရွယ်တွေပေါ့နော်အဲသူတို့တွေကိုပြောလိုက်ကြအောင်ပေါ့နော်အဲကျွန်တော်အပေါ်ပါမှာပေါ့နော်ကျွန်တော်လုပ်ငန်းခွင်မှာကျင်လည်နေတဲ့အရွယ်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အလုပ်ကနေပြန်လာမယ်โอเคရေမိုးချိုးပြီးတော့ကျွန်တော်တွေနံပါတ်1ပထမအဆုံးလောက်တာကဘာလဲဆိုတော့ဖုံးကင်တာပါပဲပေါ့နော် အဖုန်းကိုကင်လိုက်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တစ်တော့ဒါမှမဟုတ် Facebook YouTube အစားကြီးတွေကြာလေးအဟိုဆွဲတွေဆွဲပြီးတော့ဖုန်းကိုပြန်ချလိုက်တယ်ပြီးရင်ပြန်လိုက်ဖုန်းကိုပြန်ကင်တယ်ပေါ့နော်အဲတေချာတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အားလက်ရှင်နေအားလုံးကိုဖုန်းနဲ့ပဲအချိန်ပြည့်သွားနေတာဖြစ်ဖို့များပါလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာအခုလိုချိန်ပြည့်ရတဲ့အတွက်ဘာတွေထပ်ဖြစ်လဲဆိုတော့နံပါတ်1ကတော့ကျွန်တော်ရဲ့မိသားစုအတွက်ကျွန်တော်အချိန်မပေးနိုင်တာဖြစ်ပါတယ် ်မှန်ပါတယ်အကျွန်တော်တို့အခုမိသားစုနဲ့ဝေးနေတယ်ဆိုလို့ရှိရင်လည်းတနေ့ကိုတစ်ခေါက်လောက်တော့ကိုယ့်ရဲ့မိဘတွေစီကိုဖုန်းဆက်တာတွေအဗီဒီယိုကနဲ့စကားပြောတာတွေအစားချက်အရာတွေလုပ်တင်ပါတယ်ခုလိုຢာရဲ့လောက်တာကရောကျွန်တော်တို့တွေဖုန်းကင်တာမဟုတ်ဘူးလားလို့မေးတာရှိပါတယ်မှန်ပါတယ်အနေဝင်နေတဲ့လူတွေအတွက်တော့ဒီຢာက communication တစ်ခုဖြစ်တဲ့အတွက်ဒီနေရာမှာဖုန်းကိုအကျိုးရှိအသုံးချရလို့ပဲမြင်မိပါတယ်ဗောနော် Okay နောက်တစ်ခုကအကျိုးမရှိဘဲနဲ့အသုံးချနေတာဘာလဲဆိုရင်တော့ Facebook TikTok YouTube အစားရှိတဲ့နေရာမှာကျွန်တော်ရဲ့ကိုယ့်အတွက် entertainment ဖြစ်စေမယ့်အရာတွေနဲ့ကိုယ့်ကို relax လုပ်တာတွေကတော့အစောကပြောလို့အကျိုးမရှိဘူးလို့တော့ထင်ပါတယ်။ကိုယ့်အတွက် knowledge တစ်ခုခုရလာတယ်ဆိုပေမဲ့လည်းကျွန်တော်အဲ့ဒီ knowledge တွေက onot ထဲမှာမှတ်ထားနိုင်ဖို့ကတော်တော်လေးကိုရာခိုင်နှုန်းနည်းလိမ့်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့က focus ထားပြီးဒီရာကိုမလုပ်တာဖြစ်တဲ့အတွက်ပါ။ ပြောချင်တာကဥပမာကျွန်တော်ဖုန်းကြောင်းတစ်ခုခုကိုလေ့လာမယ်ပေါ့ဗျာ။ Xiaomi ဘက်ထရီတွေကဘယ်လိုဆိုလို့ရှိရင် အားခံတာလဲ။အဘယ်လိုဆိုရင်အားမခံတာလဲဆိုတဲ့အကြောင်းကို focus ထားပြီးရိုက်ရှာပြီးလေ့လာနေတာဆိုလို့ရှိရင်တော့တေချာပေါ့ဒီ knowledge ကိုကျွန်တော်တို့ရဲ့ကောင်းတဲ့ကိုဝင်လိုက်မယ်။အဲ့လိုတားကတ်တစ်ခုခုမရှိဘဲနဲ့ကျွန်တော်တို့က Facebook ကိုဖွင့် YouTube ဖွင့် TikTok ဖွင့်အစားကြီးတဲ့ရာဖွင့်ပြီးတော့ဒီတိုင်းတက်လာတဲ့များ Noti တက်လာတဲ့များ New Feed အားလုံးကိုကြည့်နေမှာဆိုလို့ရှိရင်တော့ဒီရာကအကျိုးမရှိတဲ့အသုံးချခြင်းလို့ပဲကျွန်တော်မြင်မိပါတယ်ပေါ့နော်။ ဒါကြောင့်မလို့ကျွန်တော်တို့ကဖုန်းကိုအကျိုးရှိရအသုံးချမယ်ဆိုလို့ရှိရင်လေဒီနေ့ငါပါအကြောင်းလေ့လာမယ်။ Okay ဒီအကြောင်းလေးကိုငါအောင်တော့ထမသေချာရပြီဆိုလို့ရှိရင်တော့ငါ့အတွက် entertainment ဖြစ်စရာတစ်ခုခုကိုထပ်ပြီးလေ့လာမယ်ဆိုတဲ့အတွေ့အလေးတစ်ခုခုနဲ့သွားမယ်ဆိုလို့ရှိရင်တော့ပိုပြီးအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်မိတယ်ဗောနော်။ Okay အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခြုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်တော့ဒီရွယ်ပိုင်းမှာဆိုလို့ရှိရင် အဲကျွန်တော်တို့ဖုံးကန်တဲ့အချိန်ငါဆိုရပြောလို့အားလက်ချင်ထဲမှာဖုံးကန်တာနဲ့ပြည့်နေလိမ့်မယ်လို့တော့ထင်တယ်။အတတ်နိုင်ဆုံးချော့ချပြီးတော့တငယ်ချင်းချစ်သူကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ကျန်းမာရေးအားကစားအစားရှိတဲ့နေရာမှာအနည်းငယ်အစားထိုးပေးဖို့ကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့တိုက်သွင်းစေချင်ပါတယ်ပေါ့နော်။ဒီနေရာဒီအားလုံးရဲ့အဓိက main point ကတော့ဆိုရပြောလို့နှွေးထွေးတာရတဲ့မိသားစုနဲ့ကိုယ့်အတွက်ကျန်းမာရေးဒီနှစ်ချက်ကိုတော့အဓိကဥတည်စေတဲ့ လေ့ကျင့်တစ်ခုလို့တော့ကျွန်တော်မြင်မိပါရယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့အဓိကပြောချင်တဲ့ဒီလူ့အဖွဲ့အစည်းလေးတစ်ခုစီကိုတွားလိုက်ကြရအောင်။ကဲနောက်ဆုံးတစ်ချက်ဖြစ်တဲ့ပေါ့နော်ဒီအသက်မပြည့်တဲ့ကလေးတွေဖုံးကင်နေအကြောင်းလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောချင်တယ်ပေါ့နော်။အဲခင်ဗျားတို့ပတ်ဝန်းကျင်မှာလည်းရှိပါလိမ့်မယ်ပေါ့နော်။ကျွန်တော်နိုင်ငံမှာကဒီကလေးငယ်တွေကို ဖုံးပေးကင်ထားတဲ့အလေးအရာဘယ်လိုအလေးထားတစ်ခုလို့ကို ဖြစ်နေပေါ့နော်။အဲ့ဒီတော့စိုးရိုးတွေအများကြီးရှိလာနိုင်နေဆိုတာက သူတို့ကိုယ်တိုင်လည်းလက်ခံသားသလိုလူတိုင်းလည်းသိနေရတယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ဒီအရာကိုပြင်ဆင်လို့ရလားဆိုတော့လေပြင်ဆင်လို့မရသလောက်ကိုခက်ခဲနေတယ်ပေါ့နော်။ဒါကဘာလို့လဲဆိုတော့ကျွန်တော်တို့ခစ်ကြောင်လည်းဖြစ်နိုင်လို့အဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီမိဘတွေပေါ်ဆောင်မှုကြောင့်လို့လည်းထင်ပါတယ်။မိဘဆိုတာကကိုယ့်ရဲ့သွန်နေဆုံးမမှုအောက်မှာပဲဒီကလေးတွေကကြီးပြင်းလာရတာဖြစ်တဲ့အတွက် ကျွန်တော်တို့စပြီးပုံသွင်းပုံသွင်းတယ်လို့ရနိုင်ပါတယ်ပေါ့နော်အဲကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒီကလေးတွေဖုံးကင်တဲ့ကလေးတွေတော်တော်များများကိုတွေ့ရပါတယ်သူတို့စီကဖုံးယူပြီးတော့ပြန်တောင်းလိုက်မှာဆိုလို့ရှိရင်မျက်နှာတွေပြောင်းသွားတာမျိုးတွေအကလေးငယ်တွေစီကကစားစရာအယုတ်လေးတွေအစားအခုလိုမျိုးဖုံးနေအစားထိုးလာတာကတော်တော်လေးကိုဝမ်းနေစရာကောင်းတဲ့အရာတစ်ခုလို့ထင်ပါတယ်မှန်ပါတယ်အဲကလေးငယ်တွေကိုအယုတ်လေးတစ်ခုပေးထားလိုက်မှာဆိုလို့ရှိရင်တော့ နံပါတ်တွေသူတို့စိတ်ငြိမ်နေအပြီးတော့လေသူတို့ရဲ့ဉာဏ်ကြီးကိုပို့ပြီးဖွံ့ဖြိုးစေရလို့စောက်တုံးမှာဖတ်ခဲ့ဘူးရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီအယုတ်နေရာမှာဖုံးတိုးလာတဲ့အတွက်ဘာဖြစ်လာလဲဆိုတော့သူတို့မှာကိုယ်ပိုင်စဉ်းစားနိုင်တယ်မရှိတော့ဘဲနဲ့အဲတခြားလူလုပ်ပြတဲ့အရာတွေအားလုံးကိုပဲအထိုင်ကြည့်နေတဲ့ပုံစံမျိုးတွေဖြစ်သွားခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှင်သူတို့ရဲ့ brand ကအစောကပြောလို့တဖြည်းဖြည်းနဲ့ကြာစင်းလာနိုင်လို့တော့ကျွန်တော်ယူဆမိတယ်ပေါ့နော်ဒီနေရာမှာလည်းခင်ဗျားတို့ရဲ့မြင်လေးတွေကိုလည်းအောက်ကကွန်မန့်မှာရေးသွားပေးခဲ့လို့ရပါတယ် ဒီလိုလေးကိုခြုံငုံပြောလိုက်မယ်ဆိုလို့ရှင်တော့ဖုံးကြည့်တဲ့အချိန်နဲလေလေကျွန်တော်တို့ပိုပြီးစိတ်ချမ်းသာမှုများလေလေအပြီးတော့ကျမ်းမာရေးပိုကောင်းလေလေပါပဲပေါ့နော်ဒီအချက်နှစ်ချက်နဲ့တင်ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေနေပြီလို့ပြောလို့ရပါတယ်ဒါအပြင်ကိုတခြားကောင်းွက်တွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်ဒါဆိုလို့ရှင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီနေ့မှာပဲနှုတ်ဆက်ပါတယ်နောက်လာမယ့်တောက်ကြမ်းညည၈နိုင်မှာလေအားလုံးနဲ့ပြန်တွေ့ပါမယ်ကျွန်တော်ကတော့ထုံးစံတိုင်းမိတ်ဆက်ပေးရရင်တော့ modern techno ပါ